အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့နေနဲ့ Trend မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြောနိုင်ငံအတွင်းသွားလာပြတဲ့နေရာဒေသတွေရဲ့အကြောင်းကိုပြန်လည်ပြဝေပေးနေတာဖြစ်ပါတယ်အခုဒီဖြတ်ကနေမြင်ကွင်းများဆိုတဲ့အစီအစဉ်ကတော့ကျွန်တော်တို့သွားရင်းလမ်းတစ်လျှောက်မှာ ရောက်တဲ့နေရာတွေမှာ တွေ့ရတဲ့မြင်ကွင်းအပွဲတော်အခြေအနေစတဲ့ အရာတွေကိုချက်ချင်းပြန်လဲမျှဝေပေးတဲ့အစီအစဉ်ဖြစ်ပါတယ်အခုဒီအစီအစဉ်မှာတော့ကျွန်တော်တို့ရန်ကုန်ကနေပြိုဘွယ်ကိုအသွားမြန်လမ်းမှာတွေ့ရတဲ့မြင်ကွင်းတွေကိုပြန်လဲမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျအခုတောင်ကတော့ကျွန်တော်တို့ဟိုဟာပေါ့၁၅မိုင် ြင်ကွင်းကျွန်တော်တို့ဒီ0မိုင်ကနေပြီးတော့115မိုင်အထိမှာတော့ပြောရအောင်ချင်းမှမရှိဘူးတော်တော်115မိုင်အဝင်နားမှာတရားတစ်စင်းရှိတယ်လေအဲဒီတားမှာတော့အဲတက်စင်းအိုက်ပိုင်းလေးတွေကနည်းနည်းလေးသတိထားရတယ်ပြင်ပြင်ထားတာလေးရှိရောလေမြင်နှိမ့်သွားတာထင်တယ်ဆိုအရာဒီပဲတရီထားရဲ channel ပိုင်းကတော့တိတ်ကြီးကြီးမမပြောအောင်မရှိဘူးဒီက channel မှာတော့နည်းနည်းအထိကိလေးအချို့တွေ့ရတယ်တွေ့ရပြီးတော့ဒါကတော့ကျွန်တော်တို့အမြန်လမ်းပေါ်ပြန်တက်ပြီး115မိုင်ကနေပြီးတော့ ခုကကျွန်တော်တို့ဟိုပါဗောအာနေ့လေစားလေးဝင်စားတယ်ခါကရင်တော့ကျွန်တော်တို့ဒီနေရာလေးကဝင်စားပြတယ်သူက135ဘိုင်းအချို့မှာဗောအာချီတီတမင်းဆိုင်နေရှိတယ်ပြီးတော့သူကနှင်းပလဲတမင်းပေါင်းနေပိုင်းလေးရတယ်လीပုံစံကသူကအဆောက်ပုံစံဒီလိုဒီလိုပုံစံမျိုးလေးဒီလိုပုံစံမျိုးလေးဟိုဘက်မှာလည်းဟော်ကြီးလေးရှိတယ်ချပင်တမင်းကဒီလိုမျိုးအင်ဘက်နဲ့ထုတ်ထားတယ်ပြီးတော့လောလောဆယ်တော့သူတို့စီမံတဲ့ကြက်သားရှိတယ်ဒီနေ့တော့နှင်းပလဲတမင်းပေါင်းမရဘူးလေဆိုတာနဲ့ ကျက်သားနဲ့ပဲမှားလိုက်တယ်ဒီလိုပေးတယ်စားစရာတွေကတော့ထမင်းကတော့ဟိုပူပူလေးပေါ့အိမ်ပန်းနဲ့ထုတ်တာမှုင်းနေတယ်ချက်ကတော့ဗမာချက်ပြီးတော့ချက်တီးထမင်းမှာပါလေးပါတာရှိတယ်ဟာဒီပါတယ်ပေါ့ဒီလိုပုံစံလေးဟိုတီးရွက်ကြော်လေးတွေပါမယ်ဘာကြီးပါမယ်ပေးရင်ပါမယ်အဲ့လိုမျိုးပေါ့အဲစားလို့ကောင်းပါတယ်သူကလည်းသူနီ ဒီကောင်ကစားနေတော့အပြားနဲ့လှမ်းអော်ပြီးတောင်းနေတယ်ဒီကောင်ကလည်းနည်းနည်းမျှပြရသေးတယ်ရှေ့မှာကသူကဒီလိုမျိုးဟိုးမှာတက်လာဒီကောင်လေးနေရှိတယ်ဟိုးမှာဒီကောင်တော့ဒီဘက်လာနေပြီအခုဒီနေရာနဲ့ပြီးတော့အမြန်လမ်းကိုကြည့်လိုက်လို့ရှိရင်အခုဒီလိုမျိုးမြင်ရတယ်ဟိုးမှာအမြန်လမ်းလေသူအဲ့ဘေးမှာတင်ကတ်နေတာအာဟိုးမှာအများကြီးတွေ့လာဒီကောင်လေးအုပ်စုလိုက်ရှိတယ် အခုကျွန်တော်တို့ဒီကနေစထွက်လာပြီဆိုလို့ရှိရင်တော့ဒီမှာနည်းနည်းတည်းဒါဒီနေရာဆိုတာပြင်ထားတဲ့နေရာအဲ့ဒါလေးတော့တစ်သတိထားရတယ်เนาะအဲ့လိုပြင်ထားတဲ့နေရာလေးအချို့ရှိတယ်ပြီးတော့ဒီငလျင်တန်ချောင်းမလို့အာဒီရန်ကုန်မန္တလေးအမြန်လမ်းတစ်လျှောက်မှာကအပိုင်မောင်အားလုံးပေါင်း184ခုထိခိုက်ပျက်စီးမှုရှိခဲ့တယ်နေရာပေါ့နေရာလေး184ခုထိခိုက်ပျက်စီးမှုရှိခဲ့တယ်အခုတော့အတော်များများပြင်ဆင်ပြီးသွားပြီဖြစ်ပါတယ်ဟုတ်ဒါဆိုလို့ရှိရင် အာတွတ်ဒီငလင်းတန်ကြောင့်မလို့ရန်ကုန်မန္တလေးအမြန်လမ်းမှာအဲ့ဒီတရိုင်းလမ်းနေပျက်စီးတဲ့ခါကျတော့သူကဘူပိတ်ဆို့မှုတွေဖြစ်တာပေါ့ပြီးတော့သွားမရတွေဖြစ်တာပေါ့အဲ့ဒါကြောင့်မလို့ April 9ရက်ကနေစပြီးတော့သူကရန်ကုန်ကနေနေပြီးတော့ကိုရင်ကနေဖြတ်တန်းခွင့်ပေးတယ်အမြန်လမ်းမိုင်းတိုင်း145နဲ့165မှာရှိတဲ့စွာချောင်းတရားတရားဝင်လမ်းနေနှိမ့်ကြတာတွေတရားတိုင်ဆိုင်တာတွေဖြစ်လို့အဲ့ဒါတွေပြင်းတယ်စွာချောင်းတရားကတော့ယာယီဘီလီတရားထုတ်ပြီးပြင်ဆင်မှုတွေလုပ်ထားတယ်ပြီးတော့အာအဲ့ဒီတော့ဆိုလို့ရှိရင်အမြန်လမ်းကဒီရင်ကနေပဲသွားလို့ရတယ်ဟိုရင်ကြီးတွေကဟုတ် ဲချားလန့်နေရသွားရတာပေါ့အခုတော့ဟိုသွားသွားလို့ရပါပြီအချို့နေရာတွေကတော့ကျွန်တော်တို့ဟုတ်ပါဘူးမန္တလေးပဲချားရတယ်လေကျွန်တော်တို့အချို့နေရာလေးတွေမသိဘူးအထက်ကဝင်သွားတယ်တဲ့ဒီမှာဒါဆွာချောင်းတရာဆွာချောင်းတရာကတော့တော်တော်ကိုဆူဆူရွာရွာထိခိုက်သွားတယ်လက်ရှိအခြေအနေကဒီလိုမျိုးဒါပေမဲ့ကျွန်တော်တို့ဒီဘက်လန်တချမ်းပေးဖွင့်ထားတယ်ဒီဘက်လန်ကနေပြီးတော့သွားလို့ရတယ်ဟုတ်ပါတရာကိုတော့သူကဖျက်ပြီးဖျက်နေပြီကွာဒီမှာကြည့်လို့ရှိရင်မြင်ရမယ်တွားကြည့် ဒါဖြစ်နေပြီဖြစ်နေပြီတော့တလန်းစီပြင်မယ်ထင်တယ်ဟိုဘက်ဖြတ်ပြီးဟိုဘက်သရားလှုပ်လှုပ်ပြီးသွားတော့မှဒီဘက်သရားအဲ့လိုအဲ့လိုမျိုးလှုပ်နေမယ်ထင်တယ်အခုဒီလိုမျိုးမြင်ရတယ်အချူနီယာဟိုဘက်ချမ်းနေဆိုတော့သူကဒီမှာဘီလီဒါထုတ်ပေးတာဒီဘီလီဒါပေါ်နေသွားတယ်အဲ့တော့ဒီနေရာမှာတော့သူက one way ပဲပေါ့ဒီဘက်ကကားနေသွားနေလို့ရှင်ဟိုဘက်ကအားလုံးအရက်ဆောင်ရတယ်ဟိုဘက်ကကားလာဒီဘက်ကရက်ဆောင်ပေါ့ဒီတနေရာပါပဲကျွန်တော်တို့ဟိုဒီ272အထိကြားတယ်ပါနော်ဆိုတော့အဲ့တနေရာပါပဲ ဒီမှာသာသနာအဆင့်ရောက်ပြီအဆင့်ဆိုရင်ဒီမှာအခုကျွန်တော်တို့ဒီဘက်ကနေသွားလို့ရှိရင်ဟိုဘက်ချမ်းမှာကားကြီးကဒီလိုတော့ခဏရက်ဆောင်ပါတယ်ဒီလောက်ပါပဲဒီစွာချောင်းတရားက2018 August လောက်ကပိုင်းတော့လေအဲ့ဒီစွာချောင်းရေလောင်တမန်ရှန်လို့လေအခုဒီလိုမျိုးဖြစ်သွားလို့အဲ့ဒါပြန်ပြင်ထားသေးတာအခုဒီချိန်ကတော့ဒါဖြတ်ပြီပေါ့အဲ့တော့အမြန်လန်းနေရောဟိုရန်ကုန်လမ်းဟောင်းတွေပါရေနစ်တာလေ တော့အခုဒီလမ်းကိုသွားရင်တော့ကျွန်တော်သတိထားမှာအတီးကပထမဆုံးသတိထားမှာတရားရီရဲ့အတက်အဆင်းပဲတရားရီကနှိမ့်ကျသွားတာရှိတယ်ပြန်ပြင်ထားတာရှိတယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့တရားအတက်အဆင်းကတော့အရင်လောက်တော့ smooth မဖြစ်ဘူးပေါ့အဲ့ဒါလေးအချို့တရားရီပေါ့အချို့တရားတော့ပုံမှန်အတိုင်းရှိတယ်အဲ့ဒါတွေသတိထားရတယ်ပြီးတော့လမ်းပြင်နေတဲ့နေရာရှိတယ်ပြင်နေတဲ့နေရာရှိဆိုရင်တော့ sidebot လေးသတိထားပေါ့ရှေ့မှာတို့ချူရေးထားပါတယ်ပြီးသွားလို့ရှိရင်အဲဒီပြန်ဖို့ထားတဲ့နေရာတွေပြန်ဖြီထားတဲ့နေရာတွေစသဖြင့်အဲ့လိုဟာလေးတွေကအချို့နေရာတွေရှိတယ်။ဟိုလုံးဝမမြင်ရဘဲနဲ့ဟာဘုံကနေဆိုပြီးပေါ်လာတာမျိုးတော့မဟုတ် ကြည့်နေလို့ရှိရင်မြင်ရတယ်မြင်တာလည်းရှိမှာကလေဟိုပြင်ထားတဲ့နေရာတို့ဘာလို့ဆိုတာအဲ့ဒါလေးပဲတစ်ချက်သတိထားမအောင်ကျန်တာတော့အလုံး okay ပါတယ်ဒီမှာကျတော့ဒီမိုးကအတော်ကုန်ရွာလား ဆိုတော့ဒုဒါမေလာမတ်ရှင်ပရမေလာဇာမိုင်းပေါ့ဟောဒီဘက်ကျတော့တိတ်တော့မေလာဇာမိုင်းမေလာဇာမိုင်းဆိုတော့မေလာလေလောက်ဆိုလို့ရှိရင်မြောင်းနိုင်ငံအောက်ပိုင်းတွေဟာပုံတုံဝင်တော့မှာလေအဲဆိုမိုးကဆက်သွားမယ်ထင်တယ်ရန်ကုန်တော်မှာပဲမိုးရွာလို့နေနေခန့်လာတာเนาะပြီးခဲ့တဲ့ရက်တွေကပူချက်ကတော့အခုဒီမှာဆိုလို့ရှိရင်ဒါဒီဘက်တွေဆိုအခုစပြစ်သီးတယ်လေးရှိတယ်ဒါဒီဘေးတွေမှာလေအခုကဒါဒီဘက်လမ်းတွေကတော့အဲသူကတော်တော်များများအဝစင်ပြေလို့ပြောအောင်ပါဘာမှပြောအောင်တိတ်ပြီးဘာမှမဖြစ်လာအောင် အခုကျွန်တော်တို့ဒါတုစစ်တူကနေပြီးတော့ပြည်ပင်လင်းကနေပြီးတော့ခွဲဝင်လာတာပေါ့ဒီဟိုအောင်ဖြိုးဝဲဦးလေဒီလန်းလေးကသူကຫນွေပဲဆိုလို့ရှိရင်လည်းလုံ့ဝအညာရဲ့ຫນွေတရုပ်ပေါ့အဲ့လိုပဲမိုးလေးဖြန့်ဖြန့်ကြလာတယ်မိုးကြတော့မိုးမိုးရင်းကာလာဆိုလို့ရှိရင်လည်းသူကဒီလေခွေးနေရာစိတ်စိမ်းစွစွနေဗျတော်တော်ကြည့်လို့အဆင်ပြေတဲ့လမ်းလေးအာပြီးတော့ဒါကကျတော့ရန်အောင်မြို့အပေါ်မှာရှိတယ်သူကအာဆယ်လို့တစ်ဖက်ပိတ်ဆယ်လို့ပြောရမလားရေကာတာလို့ဆိုမလားအဲ့အဲ့လားလေးတစ်ခုရှိတယ်ဒါကတော့ရန်အောင်မြို့လေ ခတယ်ပြီးတော့ရန်ကုန်မြို့ကနေထွက်လာထွက်လာပြီးတော့ကျွန်တော်တို့ဒီဘက်ကဒီလမ်းလေးကတော့လမ်းကောင်းတယ်လမ်းနည်းနည်းလေးကျင်းတယ်ပေါ့အချို့နေရာလေးကြီးအဲ့တော့ကားကြီးတွေဆိုလို့ရှိရင်တော့ရှောင်ရတာ၄စီးနဲ့ထိန်သိမ်းရှောင်ရတယ်ပုံမှန်အိမ်စည်းကားတွေလောက်ကတော့တိတ်ပြဿနာမရှိပါဘူးဒီလေးနဲ့ရှောင်နေ OK ဒါပဲ OK ဒါကတော့ကျွန်တော်တို့ပျော်ပွေမြို့ရဲ့ area လေးကိုစပြီးဝင်လာပြီပျော်ပွေကရေကြီးခဲ့တုန်းကလည်းသူကအတိုင်းတာတစ်ခုတည်းခံခဲ့ရတယ် ်အပြီးတော့အခုဒီငလျင်မှာလည်းသူတိုက်တာတစ်ခုကြီးခံခဲ့ရတယ်အခုဒီအဝင်လမ်းမှာကတော့အော်ကျွန်တော်တို့မျက်မြင်အဖြစ်ပေါ့နော်မျက်မြင်အဖြစ်ကားပေါ်ကနေအခုလိုဖြတ်သွမ်းကြည့်ရတဲ့မျက်မြင်မြင်ကွင်းအဖြစ်နော်ဒီလမ်းကကြီးကြီးမားမားထိခိုက်တာမျိုးသိမတွေ့ရဘူးရှေ့မှာဆိုလို့ရှိရင်လမ်းစုံရောက်တော့မယ် ဘယ်ဘက်ကိုသွားရင်မိတ်ထီလားညာဘက်ကိုသွားလို့ရှိရင်ရမဲသိမ့်မဲ့သွားတယ်လေတက်တက်ဆက်ထွက်သွားလို့ရှိရင်တော့ကျွန်တော်တို့ဟိုဘက်ပေါ့အာဖျားငါးစုပဲပါညာအဲ့ဘက်သွားတယ်အလံကျော်ပေါ့ဒီ sorry ပြော်ပွေရဲ့အဲနိုင်စင်ကတော့ ြံကြံခံမမမမတ်တရှိနေစေပြီးတော့ကျွန်တော်တို့အဲ့ဒါဟိုပါပေါ့နားမဲ့နေရာမှာဖြစ်စလီပါလေးပတ်ထားပြီးတော့ကျွန်တော်တို့အနာပတ်ဝန်းကျင်ကြီးတော့ခဏလိုက်ကြည့်ပြတယ်ဟိုပြီးပြီးသွားတော့မှနောက်နောက်နေ့ပေါ့နှစ်ပတ်ကြာတော့မှကျွန်တော်တို့အဲ့ဒါဟိုအခြားပြုတ်ဝင်မြုပ်တယ်လေးနည်းနည်းလေးလိုက်ကြည့်လိုက်မယ်အရင်တုန်းကကျွန်တော်တို့ပျော်ပွဲနဲ့ပတ်သက်ပြီးတော့အပိုင်းနှစ်ပိုင်းလောက်မျှဝေပြုပါတယ်ပြီးတော့အဲ့ဒီပြင်ကျွန်တော်တို့ဒီလည်းမဖြစ်ခင်မှာလေကျွန်တော်တို့ဟိုရိုက်ကူးထားတာနေရှိပါတယ်အဲ့တော့နှစ်ပတ် အေဒီဘောဘောနလင်းထိတဲ့နေရာလေးတွေကိုပချီရင်ထဲမှာရေမြင့်ဝင်လေးတွေနဲ့ပြန်ပြီးတော့ဟိုရှင်ပြီးကျွန်တော်တို့ကြည့်လို့ရအောင်ပြပေးပါမယ်ဗျ။ဒါကတော့ကျွန်တော်တို့အဲဒီပြိုပွေကိုရောက်ရင်စားဖြစ်တဲ့ထမင်းထုပ်သွက်မြိုင်းကြီးထမင်းထုပ်ဆိုင်လို့ခေါ်တဲ့နာမည်ကြီးတယ်။သူကအာအညာထမင်းထုပ်ကတော့ရှင်းတယ်လေသူက မင်းကိုစီဝါနဲ့နေပြီးတော့မြေပေးလေးဖြူလိုက်ရင်ဒါအညာတမင်းတော့ဖြစ်သွားတာပဲဒါပေမဲ့သူ့မှာအာသာရတာကတော့ဒီလိုစီပီသီထောင်းပြီးတော့ဒီဟင်းညိုလေးပါမယ်ပြီးတော့သူကနှမျိုးရဲရတယ်နော်ရှင်းတယ်စိတ်သားနဲ့စိတ်သားလုံးလားအဲအဲ့ဒါပဲရတယ်နှမျိုးပဲနိုင်ဟင်းနှမျိုးပဲဒါတခြားဟာမရဘူးအခုဒီလိုပုံစံမျိုးသူ့မှာအာသူကမတူတာကဒီလိုတို့ဟူလေးဖြူထားတယ်နန်းနံမင်းလေးပါတယ်အဲ့လိုပုံစံမျိုးလေးဒါလေးပဲကွာတယ် သူကအဲချက်သားနဲ့မှလည်းရတယ်စိတ်သားလုံးနဲ့မှလည်းရတယ်ဒီလိုမျိုးနှစ်ခုယောရင်သူကဆက်ချားဆိုတဲ့အုံလုံးသုံးတယ်ဆက်ချားဆိုလို့ရှိရင်အဲ့ဒါဟိုကတရုံတရာတရုံပေါ့အဲ့လိုမျိုးဆိုင်ရန်ဒီလိုပုံစံလေးပဲအခုဒီလိုပုံစံလေးပဲမနေ့ဖက်ဆိုလို့ရှိရင်တော့ဒီလိုမျိုးမြင်ရတယ်ဒီဆိုင်လေးကိုအာဒါကအခုဒီလိုညာဘက်ဒါကျွန်တော်တို့အခုစားနေတဲ့အချိန်လေးဟုတ်အဲ့မြင်လားပြီးတော့အဲ့ရနေကျွန်တော်တို့ဟိုဟာလေးတော့ဝယ်ပြည့်တယ်မဟုတ် ြင်မာတော့မှောင်နေပြီဒါကကြတော့အဲ့ဒီဆိုင်လေးကိုပဲကျွန်တော်တို့အရှင်တစ်ခေါက်ရောက်တုန်းကမတန်းတင်တာလေအဲ့တော့တော့ကျွန်တော်မုံကျွပဲဒီကဝေဖြစ်တာမုံကျွနေရလေမုံကျွတဲ့ကောင်းတာလေးပါကြီးမုံကျွတဲ့ကကပ်ပုံနေတော့ဒီကမှဒီကမုံမုံကျွအရှုံးအဲ့တော့ဘတ်အစိုက်ဒီကတော့ကမ္ဘာမုံကျွပြအစိုက်ဟုတ်လားတုံးတော့ရှိရဒီကောင်အရှုံးဇေယျတူအဲ့တော့က โอเคကျွန်တော်တို့ဒီမှာပဲညာ8နားဖြစ်ပါတယ်ဟို တခုလေးကျွန်တော်တို့လေဒီနေရာမှာဟိုအကြံလေးပြူနေတာလို့ပဲပြောပြောဘယ်လိုပဲပြောပြောဟိုသက်ဆိုင်ရာတွေအနေနဲ့ဒီအထူးရင်အများပြည်သူကိုအသုံးပြုတဲ့ဒီဒဲခုကန်ပါဝင်ဒီလိုချင်အောက်ဦးလေးကိုတွေအသေးချာလေးစစ်ဆေးမှုလေးလုပ်ပေးဖို့တော့လိုလိမ့်မယ်ထင်ပါတယ်ဗျာဘာကြောင့်လဲဆိုတော့ငလီရင်အပြီးမှာဘယ်လောက်ထိရိုက်သွားတာလဲဒါတွေကတကယ်ဆက်ပြီးတော့ဖွင့်လို့အာ ဟိုခွင့်ပြုနိုင်တာလားပြီးရင်နောက်တစ်ချိန်မှထပ်လုပ်ရင်ဒါတွေရောထိခိုက်သွားနိုင်တာလားဒါလေးတွေကိုတော့ကျွန်တော်တို့ပြီးတော့ဟိုဟာဗာလဲပြင်မနာအမဟုတ်ပါဘူးကျွန်တော်တို့ပြီးခဲ့တဲ့ခေါက်တော်လည်းအဲ့ဒါလေးပြောပြတယ်လीဆိုတော့အဲ့ဒါလေးတွေရတော့ကျွန်တော်တို့ လေဝေးတော့လဲကျွန်တော်ပြောပြတယ်အဲ့တော့အဆောက်အဦလေးတွေအတိုင်းမှာအဲ့ဒါလေးတွေကိုတော့လိုက်ကြည့်ပြီးတော့တစ်ချက်အာခွင့်ဆက်ပြီးတော့ခွင့်ပြုရင်ပြုတင်တယ်မပြုရင်မပြုတင်ဘူးဆိုတာလေးတော့အသေးစားစစ်ဆေးပြီးလို့ရှိရင်အားလုံးအတွက်အနေနဲ့ကင်းမယ်လို့ထင်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ဒီဘက်မျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျအခုလို့ကြည့်ရပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်